အလုံးမဲ့မင်္ဂလာပါရှင်ကပလာ channel မှာပြန်လဲကြွဆွလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမွန်းသဲအိမ်ရေးသားထားတယ်ဘယ်အတွက်ကြောင့်များဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်ဘယ်အတွက်ကြောင့်များအမေခဏနေတိုက်အောက်ထက်ကိုဆင်းနေပေးပါနော်တော်ကြရင်ဦးလာတော့မယ်အမေနဲ့တွေ့ရင်မျက်နှာပူစရာကြီးချောပတီစကားဆုံးမှာမခင်ဝဲတိုက်အောက်ထက်တော့ဆင်းလာခဲ့သည် နေရတာက6လွာမှာဆိုတော့အတက်အစင်ကဒူးကိုအတော်အလုပ်ပေးရသည်တိုက်အောင်ဆုံးလေကားကိုရောက်တော့သူထက်အသက်၄50ခန့်ကြီးမြင့်ထင်ရသောအမျိုးသားချစ်တူဝင်လာ၍သူမဘေးသို့တင်ဆောင်ပေးလိုက်ရသည်အကောင်စားရှက်လက်ရှိဘောင်းမိရှိကိုတည့်ရခန့်ညာစွာဝတ်ဆင်ထားသော ထိုပုဂ္ဂိုလ်တံမှာရေမွေးနှံလေရလိုက်သည်အတော်တမိုးကြီးထင်ပါရဲ့သူ့ဘေးမှဖြဲ့၍အပေါ်တက်သွားတာတောင်မွေရဏံကရနေစေ အသားဖြူဖြူအရှံမြင့်မြင့်ဘိုက်ကတော့အတော်လေးပူထွက်နေသောအဖိုးကြီးပေါက်စားတူပါတမီးပြောပြောနေတဲ့ဦးဆိုတာဒီလူကြီးလားမသိဘူးကိုရဲရွာမှာဆိုရင်တော့ခဲနဲ့ပေါက်ခံရမှာတိတ်ချတယ်ရန်ကုန်မြို့ကတော့ချောပရီတို့လိုမိန်ကလေးတွေအတော်များများရှိကြလိမ့်မှာပေါ့တိုင်းမျက်ဆောင်ထိုးကကုန်းရဆိုင်မှာကုန်းဝယ်တော့ကုန်းက92နဲ့900ဖို့ကို400ပဲရတော့မယ်နော်အန်တီ ရိုးရိုးပမာစင်းတဲ့ကကွန်း100ကို100လားအန်တီအတွက်200ဖို့ကွန်း300ပေးပါမယ်ဗမာစင်းနဲ့တထောင်ဖို့ရထားလိုက်နော်ဈေးဘက်ခဏရှောက်လိုက်အောင်မယ်လောလောဆယ်ကွန်း100အရင်ပေးထားသားရေပတ်ဆက်ချင်လို့ကိုရဲ့ကိုရွာမှာတော့ကွန်းအင်းနဲ့တိစားပေမဲ့ဒီမှာကွန်းအင်းမစားရဟုသမီးကအမိတ်ထုတ်ထားသည်တိုက်ခန်းညစ်ပတ်မှာဆိုတာရဲ့သူ့ဦးကကွန်းနဲ့မခံနိုင်တာ အသက်အပြတ်ကြိုက်တာရဲ့စသည်ဖြင့်ပြောလိုက်တာမှဆုံးလုံးဈေးထဲရှောက်ကြည့်ရင်ဘာဝယ်ရမှလည်းမသိသေးသမီးကတော့သူ့နဲ့သူ့ဦးစားဖို့စစောကပဲ delivery နဲ့အစာအတောက်တွေမှားထားတယ်။အော်အမဈေးလာဝယ်တာလား။မျက်နှာချင်းစာအခါမှာပွဲစားမမကနှုတ်ဆက်သည်။ဟုတ်ကဲ့ဈေးထဲပါဝယ်ရမလဲလို့ကြည်နေတာ။ပွဲစားမမကအတိတ်ပဲပါတော့အပြုံးကိုပြုံးရင် ဈေးဝယ်ပြင်းရင်လဲဟိုနာဒီနာသွားလဲနေပေါ့အမရဲ့ပွဲစားမမ၏ရှိတန်နဲ့စကားအတိတ်ပဲကိုမခင်ဝေးတည်ပါသည်ကိုဖက်က လူပြောစရာဖြစ်နေတော့လဲခေါင်းငုတ်ခံနေရတာကို ရှက်လာပါသည် နောက်ဆုံးတော့ပွဲစားမမစကားအတိုင်းလက်ဖက်နဲ့အကြော်စုံလေးဝယ်ပြီးအနီးနားကဖျားလေးမှာငါးပါးတီလာခံယူပြီးအေးအေးဆေးဆေးနေလိုက်တော့သည်နေ့လယ်စာကိုတော့ထမင်းနဲ့လက်ဖက်သုံးနဲ့ပဲစားလိုက်ပါတော့မည် ပဒီးစင်မှာချိန်ထားသောပဒီးတကုံးကိုယူ၍ဂုံတော်ပဒီးစိတ်နေလိုက်သည်စိတ်တည်ငြိမ်မှုကတော့မရသေးချောဝတီကိုရွာပြန်ခေါ်ရင်ကောင်းမလားဟုပဒီးစိတ်ရင် အတွေးရောက်ပြန်သည်အိုးငါတော်လင်းနဲ့မရအတူတူမနေရပဲလင်းကသမီးကြီးအိမ်မှာ ကိုကချောပတီစီမှာကတ်နေနေရတာအစားကတော့ချောပတီကမိဘတွေအတွက်လားစင်နှစ်သိန်းထောက်ပန်းသေး အခု၃လလမှာဝင်ငွေမကောင်း၍မထောက်ပံ့နိုင်တော့ဟုဆိုလာတော့ခင်ဘုန်းကတမီးကြီးအိမ်မှာကိုကချောပတီစီရောက်လာခဲ့သည်တမီးငယ်စီကိုအဖေနဲ့အမေလာနေချင်တယ်ဟုပြောစဉ်ချောပတီကအပြင်းအထန်ကန့်ကွက်သည်နောက်မှအမေကိုတမီးပြောပြမယ်အဖေကိုတော့မသိစေနဲ့နော်တမီးကဆယ်တန်းလည်းမအောင်တော့လာစားလည်းမကောင်းဘူးအမေတမီးပွန့်ပွန့်လင်းလင်းပြောပါမယ် တမီးအခုအဖိုးကြီးတယောက်ရဲ့အငဲအနှောင်းဘဝနဲ့ရပ်တည်နေရတာအခုနေနေတာသူ့တိုက်ခတ်မှာတမီးနာမည်နဲ့ဝယ်ပေးထားတာလည်းမဟုတ်ဘူးသူ့ပေးတဲ့လားစာတဘောမျိုးနဲ့နေရတာအခုသူ့အလုပ်တွေအဆင်မပြေလို့လားစာလဲရှော့ပေးတာကြောင့်အမေတို့စီမပို့နိုင်တာပါအခုအမေအရန်အခက်ခဲဖြစ်နေရင်တမီးနဲ့လာနေပါ အဖေကိုတော့မမကြီးတို့စီမှာပဲထားပါအဖေနဲ့ဆိုရင်တမီးဘယ်လိုမျက်နှာနဲ့ရပ်တည်နေရမလဲအမေ ပတိကတော့စိန်နေစေ။ဂုံတော်ကိုပါနဲ့တရရှိလုံးပတိကတက်တက်မကြတော့ပတိအလုံးရေပို့လိုက် လို့သွားလိုက်နဲ့နောက်ဆုံးတော့ဖះကိုဦးချကပတိကိုသူ့စင်မှာပြန်ချိတ်ထားလိုက်သည်။ဖះပါရမောမှာချိတ်ထားသောနေရန်ကတ်နာယီကဆယ်နာယီကိုညှို့ပြနေပေပြီမိမိထွက်လာတာနှစ်နာယီခွဲပြီပဲဒီအချိန်ဆိုရင်သူ့ဦးပြန်လောက်ပြရောမယ်အန်ဒီအခိုင်းပြန်တတ်တော်မလို့လားမတက်နဲ့အောင် ိုအန်ကယ်ကြီးကားကရက်နေတော့စေတနာနဲ့ပြောတာကုန်းရတဲ့လူငယ်စကားကြောင့်တိုက်ရှိမှာရက်ထားတော့ကားနဲ့ကြီးကိုမြင်သည်ချောပရီအကြောင်းကတလန်းလုံးသိနေကြပြီထင်သည်တကြအိုတယောက်ဤအငငယ်အနှောင်းကအသက်25နှစ်အရွယ်လေးတယောက်ဖြစ်နေသည်။လင်ကောင်းသားကောင်းရှားနိုင်တဲ့ရုပ်ရည်နဲ့အဖိုးအိုစီမအငငယ်အနှောင်းဖြစ်နေရရှာသောသမီးငယ်အတွေ့ရင်ထွမနာဖြစ်ရသည်။ကိုကရောဘာကူညီပေးနိုင်လို့လဲ။ ်အခုပဲဒီအဖိုးကြီးရဲ့ပေးစာကန်းစာထဲမှာမိမိကပါဝင်ခေါ်လုံနေရသည့်အဖြစ်ပါပဲလေ900ဘိုးတထောင်ချက်ကိုပေးနေစမှာထို့အဖိုးကြီးပြန်ဆင်းလာပြီးကောင်းမောင်းထွက်သွားသည် အခန်းပြန်ရောက်တော့ချောပရီကရေချိုးရန်ပြင်ဆင်နေသည်အမေနဲ့ဦးလာမှတွေ့ခဲ့သည်လားကားအနက်နဲ့လူလားတွေ့တယ်လှေကားမှာတမီးအမေလားလို့ဦးကမေးတယ်တမီးနဲ့တူလို့တဲ့ ။ဦးကဒီနေ့မုတ်ဖိုး၅သိန်းချင်းများတောင်ပေးသွားတာအမေ။လားကုံရင်လားစာတပေါ်မျိုး၅သိန်းထပ်ရအောင်မေ။သူ့မိန်းမနဲ့သားသမီးတွေသိရင် မလွယ်ဘူးနော်ချောပရီရဲ့။နေရှာကျွေးနေတဲ့ထမင်းစားနေရတာငါမျိုးမကြဘူး။ဟမ်။မဘူဝါနဲ့အမေသူ့အဖွားကြီးကလေဖြတ်နေတာလေ။သူ့သမီးအကြီးကဆရာဝန်။သားအငယ်ကတော့နိုင်ငံသားမှဆိုလားပဲ။ဦးကလှန်တိုင်ရမှာစက်ယုံပိုင်တယ်လေ ဘာဆက်ယုံလဲတော့မသိဘူးအခုလည်းဆက်ယုံသွားရင် သမီးစီကိုအရင်ဝင်တာသူ့မိသားစုလည်းမသိတော့ပါဘူးစိတ်မပူပါနဲ့ဒီတလားလုံးကတော့ညီတို့အကြောင်းအကုန်သိနေကြပြီနော်သမီးလမ်းသွားရင်လူအထင်သေးမှမရှက်ဘူးလားအလုပ်တစ်ခုခုရှာပါလားသမီးရဲ့ဆယ်ရားမှမအောင်တာရရင်လည်းအလုပ်ကြမ်းပေါ့အမေရတဲ့လားစာကနှစ်သိန်းပေါ့ရန်ကုန်မြို့မှာဘယ်လိုလုပ်ပြီးရက်တည်မလဲအခုလားကုန်ရင်၅သိန်း ဒီကြားတဲ့မုတ်ဖိုးကငါးသိန်းပေးတသိန်းပေးပေးနေတာအေလခလည်းမကုံဘူးအထင်သေးမင်းကောနေကြသူတွေထမင်းမကြွေးပါဘူးအမေရဲ့စင်ရဲသွင်းတဲ့ထဲကမိမိတို့ဘဝဟာမစင်ထဲမှာပျော်နေတဲ့လောက်လို့ပါပဲလားဟုတွေးမိသည် သူများအငယ်အနောင်ဘဝနှင်းလှလှပပဝတ်စားမိဘကိုထောက်ပံ့ကြွေးမွေးနေသောချောပဒီကတော့ပျော်နေရှာသည် ချောဝရီလောက်စာကိုစားနေရပြီမဲ့ဘယ်အချိန်မှဘာဖြစ်လာမလဲဆိုတာတွေးကြည့်မိတိုင်းရင်ထဲမှာပူလောင်နေစေအမေမမကြီးဖုန်းဆက်တယ်အဖေရန်ကုန်ကိုထွက်လာပြီတဲ့ဘယ်လိုလုပ်မလဲမနေ့ပြန်မနေ့ဆိုအဖေရန်ကုန်ရောက်ပြီအမေတမီးတို့အဖေကိုကားကိတ်မှာသွားကြလိုက်မယ်ပြီးတော့အဲ့ဒီကားကိတ်ကပဲအမေသူနဲ့ပြန်လိုက်သွားတော့မယ်တကယ်တော့အမေနဲ့သမီးအဖေကငယ်စဉ်ကတည်းကတယောက်စီခွဲမနေခဲ့ကြဘူးဘူး အခုစားဝတ်နေရခက်ခဲလွန်းလို့သာတမီးနှစ်ယောက်စီမှာခွဲနေကြရတာပါကို့ရွာပြန်ရင်ပိတ်ထားတဲ့အိမ်တကားကိုဖွင့်တန်ရှင်းရေးလုပ်ပြီးကို့အိမ်လေးမှာပြန်နေကြရမှာပေါ့တဝမ်းတစ်ခါအတွက်ကွန်းရဆိုင်လေးဖွင့်မယ်ထုံးဆက်ပုံဆက်နီးကိုကွန်းရတဲလေးကပေးမယ်ပြောထားတယ်သမီးပေးထားတဲ့ငွေလေးကအမေမသုံးမဲ့စုထားတာနှစ်သိန်းကျော်ရှိသေးတယ်။အမေရဲ့သမီးတို့အဖြစ်ကစိုးပါတယ်။ကံကြမ္မာကိုရိုးမယ်မဖွဲ့ပါနဲ့သမီး။ အခုသမီးရက်တည်နေတဲ့ဘဝကတချိန်ချိန်မှာဒီလူကြီးဆုံးမသွားခဲ့ရင်သမီးဒီတိုက်ခန်းကဆင်းပေးရမယ်။ဒါမှမဟုတ်သမီးကိုသူညှင်းွေလာရင်သမီးနေရာပြောက်ပြီ။ဒါမှမဟုတ်သူ့သမီးဆရာဝမကတိလို့လာပြီးအဆက်ခွဲနှိမ့်ချရင်လည်းသမီးဘာလုပ်မလဲ။မခင်ဝေစကားအဆုံးမှာချောဝတီတွေ့ဝေသွားသည်။ဟုတ်တယ်အမေ။ဦးမသမီးအရှင်ကလည်းမင်းကလေးတွေ ရှိခဲ့ဘူးတဲ့။အလွန်ဆုံးတစ်နှစ်လောက်ပဲတွေ့တာတဲ့။ သမီးကိုတွဲနေတာတော့သုံးနှစ်ရှိပြီ။အမေပြောသလိုသမီးကိုသူညင်းငွေ့လာရင်အခုသမီးအနေအထားကိုရလိုက်ပါတော့သမီး။အမေသမီးလေးကိုအမေနှမျောတယ်။မနဲ့ပြန်အမေနဲ့ရွာကိုပြန်လိုက်ခဲ့တော့နော်။ကိုရဲ့ရွာမှာမချမ်းသာလဲထမင်းတော့မငတ်သေးပါဘူးသမီးရဲ့။ငါသမီးလေးကအခုအချိန်ထိလှနေတော့အချိန်တိုင်ရင်လင်ကောင်းသားကောင်းလေးရနိုင်သေးတာပေါ့။အလွန်မတရားရကြသောနွားမရှွန့်ပိတ်စကားကိုမခင်ဝေပြောဖြစ်ပါသည်။ ကို့သမီးလေးကို စင်စီးပြီးမြင်းရစေချင်သေးတာပဲကို့ဒေတာနဲ့ရန်ကုန်ကမိုင်ပေါင်း300ကျော်ဝေးတာပါချောဝတီအကြောင်းလဲဘယ်သူမှမသိနိုင်ပါဘူးဟုမခင်ဝေအတွေ့ရောက်သည်အမေပြောသလိုအဖေကိုကားခေကခေါ်ပြီးအတူတူအိမ်ပြန်လိုက်ပါ အမေတို့ရင်းနှီးစားဖို့အတွက်တမင်းငွေဆက်သိမ်းပေးလိုက်ပါမယ်။တမင်းကိုတော့တောကိုပြန်မခေါ်သွားပါနဲ့။တမင်းဒီဘဝမှာနေသားတကြရှိနေပါပြီ။ ။တမီးကသူတပားအိမ်အောင်ကိုဖျက်တာမဟုတ်ပါဘူး။အိမ်အောင်ရင်းမตายရတဲ့လူကတမီးစီကိုရောက်လာတာပါ။တမီးထိုက်နဲ့တမီးကန်ရှိပါစေတော့အမေ။တမီးနောက်ထပ်ဝင်ငွေကောင်းရရင်လဲအဖေနဲ့အမေကိုထောက်ပံ့ပါအောင်မေ။ချောပရီနဲ့စကားအရှိကြီးပြောပြီးချောပရီကရေချိုးခန်းနဲ့ဝင်သွားတော့သည်။ရေချိုးခန်းထဲမှာချောပရီကတချင်းစုံမပြန်။ဘဝဆိုတာဒါပဲလားဟုမခင်ဝဲတွေးမိသည် ခဏနေရင်ကုန်းရတဲလေးစီမှာထုံးဆက်နေသွားမရအောင်မည်။အခုတော့မနှဲပြန်လာမြင်ချစ်ခင်ဖို့နဲ့ရွာပြန်လိုက်ရန်ပြင်ဆင်ရအောင်မည်။မိမိထက်အသက်ကြီးသောတမတ်မမီသောတမတ်ရုပ်ချော့အဖိုးကြီးအကြောင်းကိုရောချစ်ခင်ဘုံရောတမီးကြီးမိသားစုကိုရောမသိစေရဟုမခင်ဝဲစုံဖြတ်ထားလိုက်ပါသည်။ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမွန်းတဲ့အင်ရေးသားထားတဲ့ ဘယ်အတွဲကြောင့်များဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်။နားဆင်ပေးတဲ့အတွဲကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ကပလာ channel မှာပြန်လည်ကြေဆွတ်လိုက်ပါတယ်။ဒီနေ့မှာတော့စာရေးသူတိန်ဝတ်မုံပြေဆုံးမိုးရေးသားထားတဲ့တာယာတော်အိမ်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။တာယာတော်အိမ်မိုင်းလိုက်တဲ့ညီမအမိုင်းမအကိုရင်ကိုဇုံကန်လင်းနောက်လိုက်တဲ့လား။ရေစုံမြေစုံတွေးအောင်ကိုရှာအောင်မယ်။အမိုင်းမ ခံပြင်းစိတ်ကြောင့်ကိုကျော်ခေါင်ဒေါသတွေဖြစ်နေတယ်။ရှာမယ်လိုက်ရှာမယ်လိုက်ရှာပြီးရအောင်ကိုခွဲအောင်မယ်။ဘယ်နဲ့ဗျာအပြေးအလွှားလေးရေကြီးမှဒီမောင်နှမလေးနှစ်ယောက်တည်းရှိတာ။တန်ရောစင်တွေမှမထောက်ဒီမလို့လုံးရက်တယ်။တောက်။လင်ဖြစ်သူကိုကြည့်ပြီးမိဆန်ကြီးစိတ်ပြက်သည်။ဟမ်ညီမမညီမကိုကျော်ခေါင်ညီမချစ်တီကလွန်လွန်ဤဘဲအိမ်တွေကပြောကြသည် လော်နာလေးမပြောနဲ့လေသူ့မှာဒီညီမလေးတယောက်ပဲရှိတာကိုမိဘတွေမရှိတော့ကလေးကစောင်းရှောင်းလာရတာချစ်မှာပေါ့အကိုကြီးအဖရာဆိုပေသည်အဖေလိုတမျိုးအမေလိုတဖုံကျွေးမွေးစောင်းရှောင်းလာခဲ့၏ညီမမျက်နှာတစ်ချက်အညှို့မခံအရေးတကြီးကြီးနဲ့ချစ်ရှာသည်သူမကိုပင်မညာခင်ကအကျိုးပြောထား၏ကြုတ်ကိုခမယာယူချမယူနော် ပြောထားပြီသားပြေးမညီမကို ပို့ရမလို့နဲ့ ကျုပ်မှဒီညီမလေးတယောက်တည်းရှိတာကျုပ်ကသူ့ကိုတအားချစ်တာညီမလို့သူကလည်းလိမ်မရှာသည်ရေးစားမရှိခင်အထီတော်တော်ရှာပေ၏အကိုကြီးစိတ်တိုင်းကြနေရှာသည်စီစဉ်သည်။ဖျား၏ငါညီမရှင်အကိုကြီးဒီနေ့ညီတော်ရဲကိုမလိုက်နဲ့တော့ဈေးပဲသွားလိုက်တော့အကုတ်ဖို့ကွန်လေးနည်းနည်းကျဲညီအမဖို့လက်ဖက် ပဲစမ်းလေးရဲ့ဝက်ခဲဟုတ်အကိုကြီးနောက်ရော် ရပြီအဲ့ဒါပဲဟုတ်အကိုကြီးဟုတ်ဟုတ်အကိုကြီးထားရနေဆေးရသွားနေတက်ရှာသည် ရောင်မမီဆန်း၏အပေါ်လဲတီခန့်၏ဘာပြောပြောစောကြောမတက်ရောင်မနဲ့မတက်ဟု၍လည်းမရှိအေးအေးနေ၏အမမမဆန်း၏ထမင်းချက်ပြီပြီဘာဟင်းချက်ရအောင်မလုံးဟင်ပဲလေးပဲနှက်လိုက်တော့အေးကြီးမရေပြီးတော့ရော ပြီးရင်တော့ချင်မောင်လေးချက် ငုပ်သီးလေးထောင်းထားလိုက်။ဟုတ်ဟုတ်။အကိုကြီးနဲ့ရောင်မအပေါ်မိဘများတပွဲတလေးတစားရှိရှာ၏။ထို့သောနေလာရကအေးကြီးမတယောက်ရီးစားလေးရလာတော့မူပြတ်လာသည်။အကိုကြီးစကားနားမဝင်တော့ကလန်ကဆန်တွေပြောလာလှုပ်လာတော့သည်။ငါညီမရေမခတ်တော့နဲ့ပဲခွဲလိုက်တော့။ဟာ အကိုကြီးကလည်းပဲမခွဲချင်ပါဘူး။အကိုကြီးပါတာခွဲရေပဲသွားခတ်မယ်။ ။စူအောင်ပြောတော့ကိုကျော်ခေါင်မှာအောက်တဲ့။ရေခက်လမ်းမှာရေစားနဲ့တွေ့ဖို့ချိန်ထားသည်ကိုရေအိုးလေးပိုက်ခေါင်းမီးစုံလေးယူထွက်သွားတော့သည်။ဟာဒီကောင်မလေးပြောစကားဆိုစကားနားမထောင်တော့ဘူး။ဘယ်လိုဖြစ်တာတော့ညီမဖြစ်သူဤအပြုတ်အမှုကိုကြည်ပြီးကိုကျော်ခေါင်အံ့ဩနေသည်။အေးကြီးမှတယောက်ရောင်မအပေါ်မှာလည်းအပြစ်တွေမြင်တက်လာ၏။မမဆိုင်ကသူကြဘာမှမလုပ်ချင်ဘူး။ငါပဲခိုင်းနေဟွန်း ရေးစားနဲ့အသွားအလာအနေအထိုင်ဆင်ခြင်ဖို့ရန်ပြောသည့်အခါတိုင်းလေ။အိုးတော်အမကလည်းဒါပဲပြောနေတော့တာ။နားမထောင်ချင်ပါဘူးဆိုမှ။ဟဲ့မထောင်ချင်လို့ဖြစ်မလား။ညီအကိုသိရင်ဒုက္ခမိုးမီးလောင်လိမ့်မယ်။သူရေးစားထားတဲ့ကိစ္စအကိုဖြစ်သူသိရင်ပြဿနာတက်မှာစိုးလို့တိုးတိုးတက်တိတ်ပြောတော်လဲမယား။တဘောမပေါက်လွန်လန်းမှုကိုရှာလာတော့သည်။မကြာခဏဆိုသလိုစိတ်ကောက်ပြား၏ မိဆိုင်ဤခမားကြားတဲ့ကအနေခက်လာသည်ယောက်ျားလို့သူကလည်းညီမမှညီမရောင်းမလို့သူကလည်းရီးစားမှရီးစားမောင်နှမနှစ်ယောက်ကြားပြများတော့ဤစိတ်တွေလည်းညစ်ပါတယ်အေးဒီမောင်နှမနဲ့တော့ငါယူမှာပါပဲအေးကြီးမလေနောက်လိုက်ဒီကိစ္စနဲ့ပတ်သက်၍ကိုကျော်ကောင်စိတ်ဆင်းရဲနေဤမိမဆိုတော့မိဆိုင်ဤမနေသားကိုကျော်ကောင်ရဲ့တော့မလဲဒီညီမနဲ့ပတ်သက်ပြီးစိတ်ဆင်းရဲရပေါင်းများပြီး တော်ပါတော့မတော်ဘူးတော်စကားမပြောနဲ့ဒီကောင်မကိုစုံမရမှကျင်နေမယ်စိတ်တွေလည်းပြတ်ပါတယ်တော်တို့နဲ့ကျုပ်စိတ်တွေလည်းတတော်စိတ်ဆင်းရဲနေပြီပြောတော့ပိုဒေါတာထွက်သည်စိတ်ဆင်းရဲလို့မနေချင်ရင်ဆင်းသွားမတားဘူးမစီမဆိုင်မိမကိုပါနှင်ထုတ်တော်သည်ကိုကျော်ခေါင် ကိုကျော်ခေါင်ခေါ်နေတော်လဲမထူးငုံငူကြီးထိုင်မြဲထိုင်နေ၏ ပြောမှသိမည်အချိန်မို့ပြောရတော့သည်ကိုကျော်ခောင်းရင်တောက်မာတာဒီလိုတွေဖြစ်နေတာဟိုကားပြည့်ပျော်ဖွယ်ရောက်နေတော့ပြီပြုံးတုံးတုံးမျက်နှာထားနဲ့ခနဲ့တက်တက်ပြောလိုက်တော့အံ့အားတင်သည်ဘာပျော်ဖွယ်နတ်စောနှစ်ပြားအကြားနဲ့ခေါင်းထောင်လာ၏ဘဲကပျော်ဖွယ်တော့ရမတင်းနာကပြောဖွယ်လာပြပြတလဲမေတော်သည် လင်ဖြစ်သူကိုကြည့်ပြီးမိဆိုင်ရည်ရှင်သည် ဘဲကလာမျိုးပျော်ဖွဲ့ဖြစ်ရမတော့ကိုကျော်ခောင်ရဲ့တော့မလဲဘာတော့ဟာဒါဆိုဘာတော့ပျော်ဖွဲ့ဆိုတာမျိုးမဟုတ်လို့ဘာဖြစ်ရမတော့ဟွန်းဟွန်းတော့ညီမချစ်တဲ့သူနဲ့ပျော်နေလို့ပျော်ဖွဲ့ရောက်တာပြောတာရှင်းမလားအော်ဒီတော့မှတဘောပေါတော့ဒီအမလေးဟာဘာပျော်ဖွဲ့တော့အလကားပျော်ဖွဲ့နောက်ကြမှပြင်းနေဖြစ်မယ် ိုကျော်ကောင်တယောက်တနေ့တနေ့အေးချီမာတို့တင်စုံဆိုင်ရသည်နှင့်အလုပ်တွေပြတ်မှန်းမသိပြက်ကုန်တော့သည်မိဆန်းရင်မကြည့်သာတော့ကိုကျော်ကောင်တော်ပေအချိန်နှိဒီလိုကြည့်နေနေမှာတော့ဟိုညီမကဖြင့်လင်းနောက်လိုက်တာကြာလို့တော်နဲ့ကြုတ်ကိုတော့မေ့နေရောမယ်တော်မှသာမပြေးနိုင်မစည်းနိုင်ဖြစ်နေတာတော်တော့ကို့လုတ်ကိုလုံတော့ဒီတော့မှလဲသေးပြန်စင်သည်ညီမဖြစ်သူစိတ်နှင့်အတော်လေးလဲပိန်ကြသွား၏တကယ်တော့ ပြောမပြောလိုက်ချင်ဘူးညီမလီနေတာများခန်းစားနေလိုက်တာစိတ်ပျက်စရာအေးကြီးမတို့ရွာပြန်ရောက်တဲ့တရင်ကတရွာလုံးပြန်လာသည်သူ့ယောက်ျားဖိုးအေတို့အိမ်မှာပြီးနေကြသည်ဆို၏ဖိုးအေတို့အိမ်က ကိုကျော်ကောင်တို့လိုအိမ်ကြီးရခိုင်မျိုးတော့မဟုတ် ဝကမို့ထယံကမြေဆိုင်အိမ်ကလေးသားတော်အိမ်လေးတွင်ဖိုးအိမ်ဤမိသားစုမောင်နှမသားချင်းတွင်လည်းရှိသေးသည်ဖိုးအိမ်ကမောင်နှမတွေထဲအကြီးဆုံးဖြစ်၏ ငါညမာလင်ဘယ်လိုများနေပါ ကိုကျော်ခေါင်တွေးဘူးသည်ပူပင်တော်ငါဟလုံးနေဤတော့ညမာတော့အဆင်မပြေဘူးပြစ်ပြစ်မပြစ်ပြေငါလာမပြောနဲ့စိတ်ဝင်စားဘူးစိတ်ဆိုးဟန်ပြားထသွားတော့သည်အပေါ်ရေသူလားစိတ်ဝင်စားမှာဟင်းအခြေအနေကိုသွားစုံစမ်းမြင်မိဆန်းဤအတွက်တော့အေးဂျီမာက ရောင်းမဆိုတော့ငါညမအရင်လေးပမာ သူမကတဘောထားသည် ငငယ်လေးကလေးကသူ့အကိုကိုကျော်ခေါင်နဲ့အတူသူမတို့အိမ်ရောက်လာခဲ့သည်မဟုတ်ပါလား။သူမကိုတွေ့တော့အေးချီမှငိုသည်။မမဆန်းရီရဲ့အကိုကြီးကကြက်ကိုစိတ်တွေစိုးနေသေးလားဟင်။စိုးတာပေါ့အေး။ဘာပြောကောင်းမတုံး။ခုထိစိုးတော့။ဟုတ်လား။အေး။ဓာနဲ့နေရတာအဆင်ပြေလား။ဟိုဟိုတီတီဝေးဝိုက်ကြည့်ရင် မေးလိုက်တော့ခေါင်းလေးခါပြသည်။အေးလေ ဘယ်ပြေပါမတော့ဒီလောက်လူတွေအများကြီးကိုအင်းမိဆိုင်ရီတယောက်ရောင်မကိုကြည့်ပြီးတနာနေသည်အေးပါအမပြန်တော့မယ်ဒီလာလာညီအကိုမသိဘူးသိရင်ပြောနေလိမ့်မယ်သွားတော့မယ်အေးကြီးမငိုကြံခဲ့သည်မိဆိုင်ရီလည်းစိတ်မကောင်းငါအိမ်မှာအေးအေးဆေးဆေးနေခဲ့ရတဲ့ကလေးအခုတော့မပြည့်မစုံနဲ့အေးကြီးမစီ၃လေးခေါက်လောက်ရောက်အပြင်မှာတော့မနေတာတော့ ကိုကျော်ခောင်ကိုပြောတော့သည်တော့ညီမအစမပြေဘူးနေပစ်စီနေပစ်စီလုံးမနေနဲ့နည်းနည်းလေးမှမပြေတာမွေးချင်တဲ့ခွေပြပုံတိုးတဲ့ထားလိုက်အဲ့အတိုင်းဂယုစိုက်မနေနဲ့မဆိုင်ပဲမနေနိုင်လို့ပေါ့တော့ရောင်းပါဆိုပေမဲ့ညီမလေးလို့ဖြစ်နေတာသိသားနဲ့သူဆယ်နှစ်သမီးလောက်ကလေးကတော်နဲ့အတူတူကြောက်ရင်ခွေနဲ့ရောက်လာတာလေသူ့လက်ကလေးဆွဲပြီးတော်ရောက်လာတာလေ ကျုံမိပါတွေတဘောကောင်းတော့တော်တို့မောင်နှမပျော်ခဲရတယ်မဟုတ်လားဘဲမှာအပူပင်ရှိခဲ့လို့တော့ကိုကျော်ခေါင်နားထောင်နေသည် သူ့ဘဝကတဦးသေးသောသမီးနှင့်အိမ်အောင်ကြွေကန်ကောင်းတော်ညာညီမလေးကသူ့လိုမဟုတ်ရွေးစိတ်မကောင်းဒိုးပေမဲ့လည်းသူ့အပြစ်နဲ့သူတိသွားအောင်တော့လှွတ်ထားလိုက်ခြင်းသေးသည်မိဆန်းဤကတော့တဦးသေးသောသမီးလည်းဖြစ်ပြန်ဒီကြားတဲ့တားထောက်သမီးကလည်းမရှိပြန်၍ရောင်မဖြစ်သူကိုခင်တွယ်နေသည် ။တန်ရောစင်လည်းဖြစ်နေရှာ၏။ကျုပ်တဘောကတော့ဘာဖြစ်တော့ကျုပ်တို့မှာတားထောက်သမီးခံလည်းမရှိဘူးလေတော့။အဲ့ဒါဘာဖြစ်လဲ။အိမ်ကြီးကအကြီးကြီးဆိုပေမဲ့ကလေးမရှိပါမရှိဆိုတော့နေရတာချောက်ကက်ကက်ကြီး။အေးကြီးမတို့လင်မယားကိုခေါ်ခေါ်တော်တော်တော်စကားပင်မစုံလိုက်ထသွားပြန်တော့သည်ခက်တော့တာပဲခေါ်ချင်ရက်တင်းခတ်နေတယ် ဘယ်နဲ့လုံရပါညီမဖြစ်သူကိုတနာတော်လဲစိတ်တုန်နေစေဖြစ်သည့်ယောက်ျားကို ပြောမရသည့်အစုံမိဆန်းရည်နီလန်းရှာရတော့သည်တဏီးသာရှိတော့၏ဟုတ်ပြီအဲ့ဒီအတိုင်းလုံရမည်သူ့အကြံနှိမ့်သူအင်းကြီးမကိုအိမ်ခေါ်လာတော့သည်လာအကောမရှိချိန်လာရသည်ကိုအင်းကြီးမစိတ်ထဲစိုးရွနေဟန်သူသည်မဝတ်မရဲဖြစ်နေ၏လာပါဆို မိစန်းရီစွတ်အတင်းခေါ်မှအထဲဝင်လာ၏ခုတလောအစားအသောက်တွေလည်းပြက်နေထိုင်မကောင်းတော့ဟိုမှလည်းမပြောပါဘူးအေးပါဒီမှာပဲနေတော့ဟိုကမပြန်နဲ့တော့ရင်တွေတလှလှနဲ့ခေါင်းတွေမူမလှုပ်ချင်မကန့်ချင်ဖြစ်နေသည်မို့အေးကြီးမှတန်လျားလေးပေါ်မေးနေသည်ကိုချော်ကောင်ရောက်လာတာမသိလိုက်ချောင်းတစ်ချက်ဟလိုက်တော့လန့်သွားပုံရသည် အကိုကြီး မျက်နှာငယ်လေးနဲ့ထထိုင်၏အားပြက်နေပုံရသည့်ညီမဖြစ်သူကိုမြင်ပြီးတနာသွားသည်ထင်လှဲ့ပြန်သွားတော့၏အမရေမမဆိုင်ရေအမဟေးဆစောကအကိုကြီးလာတော့တယ်အေးမိဆိုင်ရေတဘောပေါင်လိုက်ပြီးဒီလောက်ဆိုရပြီစိတ်ဆိုတာထားတိုင်ရင်မျက်တဲကိုကြောက်ခောင်းရေအေးကြီးမဟာရောင်းမလေးဆိုပေမဲ့ကြောက်က ရောင်းမလို့တဘောမထားဘူး ညီမလေးလိုပဲတဘောထားတယ်။သွေးမတော်သားမဆက်ပေမဲ့တော်ဆက်တလို့တွေးလိုက်တော့ချမ်းမြေတာပေါ့။လောကမှာစိတ်အေးချမ်းဖို့အဓိကပဲလေ။နောင်နေကစားဒီအိမ်ကြီးမှာအေးကြီးမာတို့ရောက်လာတော့မြေကိုကျော်ခေါင်လဲစိတ်ဆိုးပြီးသူမလည်းဝမ်းမြောက်နေ၏။ပီတိတွေနဲ့မိဆန်းကြီးပြုံးနေတော့သည်။စိတ်ထဲမှာလည်းပြောနေတော့၏။တေချာသည်တို့အိမ်ကြီးမြတ်တာတွေနဲ့ဆိုပြေအောင်တော်မြည် ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူတိမ်ဝှမုံပြေဆုံးမောရေးသားထားတဲ့ตายတော့အိမ်ဆိုတဲ့ဝိတ္တတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်